ဗုဒ္ဓမြတ်စွာကတုတ်တန်တခုကိုဟောတာလေမင်္ဂလတုတ်တန်တဲ့မင်္ဂလတုတ်တန်မင်္ဂလတုတ်တန်အဲ့ဒါတွေကိုပဲဗမာကမင်္ဂလကိုမင်္ဂလာမင်္ဂလာနဲ့ရေးချလေးထည့်ပြီးတော့ပြောတာအာမင်္ဂလာပါခမရမင်္ဂလာပါဆရာမမင်္ဂလာပါဆရာမင်္ဂလာပါအရှင်ဖေရနားလည်နေကြပြီစကလုံးလေးကိုနှလုံးပေါင်းထားတာမင်္ဂတဲ့ဒီဘက်ကနောက်ကလာတဲ့ရေးချလေးကတော့ကိုယ့်အကူထည့်ထားကြတာဗမာတွေထုံးစံတယ် မင်ကဆိုတာမကောင်းတာကိုပြောတာပါပပါပပေါ့မကောင်းတာပဲလာဆိုတာလေးကဖယ်ရှားပစ်လိုက်တာမကောင်းတာတွေကိုဖယ်ရှားပစ်တယ်လို့အဓိပ္ပာယ်ဖွက်တယ်အဲ့ဒီမင်္ဂလာဆိုတဲ့စကားလုံးလေးတွေပေါ့အလကားပြောနေတာမဟုတ်ဘူးနော်တေချာနားထောင်၅ပါးတီလာတဲ့မှာရှေ့လေးချက်ကအဲ့ဒီမင်္ဂလာတရားတော်တွေမှာမပါဘူးမင်္ဂလာတရားတော်တွေမှာမပါဘူးပါဏာတိပါဒလိုက်ရှာ မတွေ့ရဘူးအဋ္ဌိဏဒါနလိုက်ရှာမတွေ့ဘူး ပါတယ်ကာမေတုမိစ္ဆာစာရမုဒါဝါဒမတွေ့ရဟောနောက်ဆုံးကတစ်ချက်ကြတော့မစ္ဆပါဏာစတန်ယမောအာရတိဝိရတိပါပါမစ္ဆပါဏာစတန်ယမောတေဤတေရကိုမတောက်ရဘူးလေဗျာမစ္ဆပါဏာတဲ့တေဤတေရတောက်ချင်းမအောင်တန်ယမောစောင့်ထိန်ရမယ်ခန္ဓာကိုယ်ကိုစောင့်ထိန်မှာတွားပြီးတော့မလုပ်ပါနဲ့အဲ့ဒါမင်္ဂလာဖြစ်တယ်လေဗျာ ရှည်လေးချက်ကမပါဘူးဟုတ်ပြီလားမှတ်ထားနော်ရှည်လေးပဲရှည်လေးချက်ကိုရှောင်လို့မင်္ဂလာမဖြစ်ဘူးဟောနောက်ပြည့်စုံတစ်ချက်ကြမှာမစ္ဆာပါဏာစတန်ရမောတဲ့စကလုံးလေးတုံးကတိတ်ပြီးတော့ကောင်းတာမစ္ဆာပါဏာဆိုတာမစ္ဆာဆိုတာဘူးရဲ့ဆေးဝါးကိုပြောတာပါဏာဆိုတာတောက်တာသုံးတာပေါ့တန်ရမဆိုတာစောင့်ထိန်တာနော်ရှောင်ကျင်တာဗမာလိုပြောပေါ့အဲ့ဒီပဲဟုတ်တယ်မလားဟုတ်ပါဗျာအေး ဘာဖြစ်လို့အဲ့ဒါကိုမင်္ဂလာတရားတော်တွေထည့်ထားရလဲလို့မေးတော့ဒီဟာလေးတစ်ချက်ကဘဝပြည့်နိုင်တယ်ဘဝပြည့်နိုင်တယ်နော်ဘဝပြည့်နိုင်တယ်အဲ့တော့ဒီမစ္ဆာဆိုတဲ့စကလုံးလေးဟာတေယီတေရဲ့ပေါ်ဝူရဲ့ဆေးဝါးကြံတဲ့ဟာတွေကတော့ထားပါတော့ဘယ်ချိန်ကစပေါ်လာတာလဲလို့မေးရင်အံ့ဩစရာသိကောင်းတာကဘာဥခါတဲ့အကူဒီအရက်ဆိုတာကပေါ်လာတာလေဗျာနော်ဘဝတုဒ္ဒပြည့်တခုပြောအောင်မယ် ဗမာလူမျိုးတွေကဒီဟာကိုအရက်လို့ခေါ်တယ်ဟုတ်တယ်မလားမှန်ပါဗျာထိုင်းနိုင်ငံမှာဟိုတရုတ်ပြည်မှာလာအိုနိုင်ငံမှာလည်းအရက်လို့ခေါ်တယ်ဆိုရင်တော့ဒါဟိုဒီအိန္ဒိယနိုင်ငံမှာလည်းအရက်လို့ခေါ်ရင်ဆိုရယ်ဆိုတော့အာဝန်းစရာမရှိဘူးပေါ့ဗမာနိုင်ငံရဲ့အဝေးကြီးပဲမိုင်ပေါင်းတစ်ထောင်ကျော်တယ်ပင်လယ်ထဲမှာကျွန်းနိုင်ငံတွေတိရီလင်္ကာနိုင်ငံအဲ့ဒီနိုင်ငံမှာလည်းဒီအရေးကိုအရက်လို့ခေါ်တာပဲ ဘာစကားလဲဘယ်လိုလို့ပြောင်းသွားတာလဲဘယ်လိုပါဠိစကားလဲမဟုတ်ဘူးเนาะဟုတ်တယ်မလားဘော်ဒါရှိတဲ့နိုင်ငံတွေဆက်ဆက်နေတဲ့နိုင်ငံတွေဒီလိုခေါ်တယ်ဆိုတာတော့အထူးစမ်းမဟုတ်ဘူးဘောတယောက်နဲ့တယောက်သွားလာကူးတန်းနေကြတာဟုတ်တယ်မလားဟိုမှာပင်လယ်ထဲမှာကျိုးနိုင်ငံတွေဘာမှဆက်ဆက်မရှိဘူးအဲ့ဒီနိုင်ငံမှာလဲဒီအရေးကိုအရက်လို့ခေါ်တာပဲအာဟုတ်လို့မဆုံးဘုန်းကြီးတော့ဘသူတွေအများဘယ်လိုယူသွားတယ်ပြီးတော့နာမည်ပေးလိုက်ကြတယ်လည်းမပြည့်ဘူးဟုတ်လားနော် စပြီးတော့ပေါ်လာတာလေအံဝစရာကောင်းတယ်။တဘာဝအပြင်တောထဲမှာတစ်ပင်တစ်ခေါင်းကြီးတွေကဒီလိုလေးတွေနေကြတာပေါ့လေဟုတ်လားဒီလိုနေလို့ရှိရင်တော့ရေတွေပါတင်းစရာမရှိဘူး။တချို့တစ်ပင်ကြီးတွေကဒီလိုနေကြတာအဲ့ဒီတစ်ပင်ရဲ့အခွန်အခောက်တွေတဲကိုနဲ့ဒီပါတွေကဟိုကဒီကအစားတောက်တွေစားချီးလာကြစားကြနော်မကုံတဲ့ဟာလေးတွေချထားကြကြ ဘာမလို့ပြောရင်တော့စိတ်ရည်လို့ဖြစ်နေရတယ်မှာပေါ့အဲ့ဒီအရည်ကဟုတ်တယ်မလားသူတို့စားလာတဲ့ဟာကိုရေငတ်တဲ့ချိန်ကျအဲ့ဒီရေလေးသွားတောက်ကြတာတောက်တော့အကုန်လုံးမူးလေကုန်တာပေါ့မူးလေကုန်တာကိုတောထဲမှာငှက်လိုက်တယ်ငှက်ပြစ်တယ်မုတ်ဆိုးတွေကနေတွေ့သွားပြီးတော့စမ်းတောက်ရင်းတယ်ဒီအရက်ဟာကဘာကျော်လာတာပါလေဗျာဟုတ်ပြီလားနော်ကဘာကျော်တောက်သုံးဘွယ်ရာဖြစ်လာတော့တာပေါ့အတိတ်ပဲနော် အဲ့ဒီတော့ကြာလာပြီတဲ့ပေါ်လာတာကြာလာပြီပေါ်လာတာမှတ်ထားเนาะအရက်ဟာခားတယ်ပူတယ်เนาะကျမ်းမာရေးနေလည်းမကောင်းဘူးဘသူပြောနေနေသူ့မှာဆွဲဆောင်တတ်တဲ့အာကတနာတတ္တိဆိုတာ ရှိနေတယ်တိတ်အံ့ဩစရာကောင်းတယ်เนาะခြုံများခြုံတယ်ဆိုရင်တော့ဘလောက်တော်များတောက်လိုက်ကြမယ်တော့မသိဘူးဟုတ်လားเนาะဘလောက်တော်မှအဝင်ဆိုးတယ်ဆိုတာကိုတောက်တာသူ့မှာဆွဲဆောင်တတ်တဲ့တတ္တိရှိနေတယ်အံ့ဩစရာတိတ်ကောင်းတယ်เนาะ သူကဘသူ့မှာဟောလို့တွုံးမထုတ်ဘူးနော်တွုံးမထုတ်ဘူးသူ့ကိုတောက်တဲ့ပုံကိုဒီလိုဆွဲယူတာစာထဲမှာသူ့ရဲ့ဂုံတတ္တိတွေကအာဟုံးစာသိကောင်းတယ်ဒါကြောင့်မို့လို့နမူနာလေးတွေထုတ်ပြမှာပေါ့ဒါကြောင့်မို့လို့ဘဝပြက်ခဲ့တဲ့ပုံကိုအစမ်းလောက်ပဲမိဖြစ်ဆွေပြေလောက်ပဲဆိုတော့လောကကြီးမှာအပြစ်မတင်ပါဘူးတောက်ကြတာစားကြတာဘဝပြက်လောက်အောင်တောက်တောက်ကြပြီဆိုရင်တော့ဒါမဟုတ်တော့ဘူးမင်္ဂလာတရားတော်လည်းပြက်တယ်အဲ့ဒါမှတ်ထား ဒီနေ့အဲ့ဒီ message လေးကိုပေးမှာဟုတ်တယ်မလားနမူနာလေးတွေထုတ်တယ်ပြီးတော့ပြောပြတယ်နော်အစောဆုံးစတွေ့ရတဲ့ဘုန်းကြီးယဟန်နေနဲ့ပတ်သက်တဲ့ဘုန်းကြီးယဟန်နေဦးလေဗုဒ္ဓမြတ်စွာဘုရားပြည့်ညတ်ထားခဲ့တဲ့သူရာမေရယပါဏီပါစိတ်တိယံအယက်သေးစာမတောက်စားရဘူးတောက်စားရင်တော့ဒီအပြစ်တင်တယ်ဆိုပြည့်ညတ်ထားတယ်ဘုန်းကြီးတပါလောကီဇန်နေရတယ်လောကီဇန်နေလောကီဇန်နေရတယ်သူ့အသွာပြင့်နေပြီးတော့ဟိုမှာ မဟုတ်တကောင်ပြောရပါစို့သူကတော့အထဲထဲမှာတော့အစိတ်ပြင်းတဲ့ငကားလို့သုံးကြတာအဲ့ဒီဟာကိုနှိမ်နှင်းဖို့တွေအဲ့ဒီပုံကိုယ်ကိုသွားပင့်တာ तू ကတကယ်ကိုဇန်ဘိန်ကြီးနေရတယ်ယောဂီဇန်ဘိန်ကြီးတွေပေါ့နော်အဲ့ဒီမထေရသွားပြီးတော့နှိမ်နှင်းပေးလိုက်တော့ရွာသူရွာသားတွေကကျင်းနဲ့အားရပြီးတော့အရှင်ဘုရားဗာမားအလိုရှိတော်မြတ်နော်တပည့်တော်တို့နောက်ဆက်နေတဲ့အဲ့ဒီမွေငကားကိုအရှင်ဘုရားရှင်းပေးလိုက်တဲ့အတွက် တပည့်တို့အရှင်ပြားကိုဘာများကြိုက်ရမလဲဘာများလှူရမလဲဖရာတို့ဟိုဘုန်းကြီးကတော့ငြိမ့်နေတာပါဘာမှမပြောပါဘူးဘေးကဘုန်းကြီးတွေကဝင်ပြောတာဟာတကားတို့တောက်တယ်မုံလားကွာအဲ့ဒီအရေးတမျိုးလေကာပေါတိက ပတန်နာလို့စာထဲမှာသုံးတယ်ခိုးချေရောင်အစင်းရှိတယ်ဗျာအဲ့ဒီအရေးကနော်စေရီလားအရက်လားဆိုတော့ပြောလို့မရအောင်အဲ့ဒါကဘုန်းကြီးရန်တွေအတွက်လှူတဲ့ပုံကိုရှားတယ်ဆုံးနေကုန်းနေတာလှူနေကြတာအဲ့ဒါရှားအဲ့ဒါ အဲ့ဒီအရေးကလှူလိုက်ပေါ့ဗျာဆိုတော့ဘေးကဘုန်းကြီးတွေကဝင်ပြောတော့အဲ့ဒီဘုန်းကြီးကြွလာတဲ့အချိန်မှာဟိုအိမ်ကလည်းပဲခုခေတ်စကားနဲ့ပြောရင်ခေါင်ရည်လိုပုံစံမျိုးနေပါပဲအိမ်တိုင်းအိမ်တိုင်းကချင်ပြည်နယ်လို့ဆိုတာခေါင်ရည်လေးတွေရှိတယ်လေဟိုဘုန်းကြီးကြွလာပြီးဒီအရေးကိုကတ်ရပရဲဆိုတော့ရွာထဲကလူတွေကသူတို့အိမ်ရှိကိုဒီခွက်လေးတွေနဲ့အိုးလေးချကြတော့ဘုန်းကြီးကတအိမ်တစ်ခွက်ပေါ်မြည်ဆန်းသွားတာ ဟိုးရွာပြင်လဲရောက်တော့တခါတည်းဂျွန်းစိုက်တယ်ပြီးတော့ထောထောင်လဲတော့တာပဲထောင်လဲတော့တာပဲဗုဒ္ဓမြတ်စွာကဆုံးခံကြွလာရင်တွေ့တယ်ဗျာတွားတွေ့တာသူဟာဘယ်သူတို့တော့ဆိုအရှင်သာဂတမထေပါဗျာအင်မတန်မှဘုံတကူကြီးတဲ့အရှင်မထေပါပဲအဲ့ဒီအချိန်မှာအဲ့ဒီမထေရဲ့ယာဒုကမနေဘူးဗုဒ္ဓမြတ်စွာရဲ့ PA ယာဒုနော်တကယ်ကိုသူကကိုရေးယာရှိဗုဒ္ဓမြတ်စွာရဲ့နောက်နာကနေလိုက်နေတဲ့ပုံကို တိုင်းနေတဲ့ပုဂ္ဂိုလ်အာဗုဒ္ဓမြတ်စွာဘလို့ဖြစ်ကြတာလဲဆိုပြီးတော့ဒီလိုဒီလိုပါပဲဗျာရွာတွေကအဲ့ဒါဝိုင်းတိုက်ကြတာနဲ့တောက်တဲ့ပြီးတော့ဒီလိုဒီလိုဖြစ်လာတာပါဆိုဗုဒ္ဓမြတ်စွာကဲကဲအตาလေးမင်းတို့မခဲ့ကြဆိုနောက်ကဘုံကြီးတွေအရလည်းပဲတပိတ်လေးတွေအလာလွယ်တဲ့ပြီးတော့သူ့ငူးနေတဲ့ဘုံကြီးကိုမချလာတာကြောင်းရောက်ကျောင်းရောက်တော့ဗုဒ္ဓမြတ်စွာခေါင်းရင်းကထိုင်နေတယ်ဗုဒ္ဓမြတ်စွာဘက်ကိုခေါင်းလေးပြုတ်ရပြီးတော့သူ့ကိုတိတ်လိုက်တယ်နော်မူးနေတော့ခေါင်းကမထူနိုင်တော့ အမှုလွန်နေပြီအိတ်တာနေမှာပေါ့အိတ်တာအဲ့ဒါလေးဗုဒ္ဓမြတ်စွာဘုရားခေါင်းပြုပြီးတော့တိတ်တာကိုလဲတဲ့ပြီးတော့ဗုဒ္ဓမြတ်စွာကိုခြိပေးပြီးတော့သူအိတ်တယ်ခြိပေးပြီးအိတ်တယ်ဗုဒ္ဓမြတ်စွာကသဘောကျသွားတယ်အေးမင်းတို့တွေကြည်ကြအရင်တော့ကသူကဒီလိုဟုတ်ကြလားနော်စိတ်တဲ့သူစိတ်ထဲမှာဒီအရေးကိုမတောက်ခင်ကဒီလိုဟုတ်ရလားမဟုတ်ပါဘူးဗျာအခုအရေးတောက်သွားပြီးတော့သူဘယ်လိုဖြစ်သွားလဲဒီလိုဒီလိုဖြစ်သွားပါလေဗျာ မြတ်စွာဘုရားမှသူမသိတော့ဘူးအဃာရဝတဲ့ဗျအဲ့ဒါမှတ်ထားအရက်တောက်တဲ့ပုဂ္ဂိုလ်ဟာလူကြီးသူကြီးလေသူမသိတော့ဘူးနော်ဘုရားတော်မှသူမသိတော့ဘူးအဲ့လိုဖြစ်တာဒီအရေရဲ့စွာအားကဘလောက်တော်ပြင်းတယ်လဲဆိုတာနော်မသိတော့ဘူးဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာအေးမင်းတို့တွေမှတ်ထားကြလောကကြီးမှာနော်ငါလိုပုံကူတော်မှသူခြိပေးပြီးတော့အိမ်ညာနေတယ်။တာမန်ပုံကူတွေဆိုတာပြောမင်းနေတော့ အဲ့ဒါဘာဖြစ်လို့လဲရှင်းတော့ငါဆိုရင်ဒါငါတပည့်ပဲငါနောက်ကနေအမြဲလိုက်နေတဲ့ပုံကိုငါကိုသိယူသိလေးစားတဲ့ပုံကိုပဲအခုဒီလိုဖြစ်သွားပြီဒါပဲဒါပဲသစ္စာပဲအရက်ကြောင့်မို့ဒီလိုဖြစ်တာပဲဗုဒ္ဓမြတ်စွာကအဲ့ဒါလိုမိမ့်နေပြီးတော့သူရာမေရယပါနေပါစိတ်တရားတဲ့မင်းတို့တပည့်ဒါဒီလိုကိုလုံးဝမတောက်နဲ့မတောက်နဲ့နော်၅ပါးတည်တာထဲမှာနောက်ဆုံးကနေထည့်တာ အဲ့ဒါကိုရှောင်နိုင်တယ်ဆိုရင် မင်္ဂလာတရားတော်ဖြစ်တယ်တဲ့ဗုဒ္ဓမြတ်ဆိုတာနော်မစ္စပါဏာစတန်ရမောဆိုတာအဲ့ဒါကိုပြောတာပဲအဲ့ဒါကဖရာလက်ထက်ကနမူနာပေါ့ဟုတ်တယ်မလား